အားလုံးပဲမင်္ဂလာရှိတော်ညချင်းလေးပါခင်ဗျာဒီကနေ့ညမှာတော့စာရေးဆရာမုံတို့မကွေရေးသားထားတော့သူရောင်းနေနှပုံးတကဆုံးရှင်မှာဆိုတဲ့ဇလန်လေးအစအဆုံးကူပြောပြလို့တင်ဆက်ပြီးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲနားဆင်ခံစားပေးကြပါဦးခင်ဗျာ ဖြောက်ကနေကျိုးတော်တော်တက်ကန်းကြောက်တခုကိုနင်းပြီးသည့်အတန်းနှိအတူမိုးဆိုးတဦးကတော်ထဲမှာရှောင်းလန်းလာခဲ့လေတယ်။သူဤကဘိုးထန်း၌လေဆက်တီကောင်ကိုရှိပိုးထားလျက်ယခုမှလက်လက်ဆက်ဆက်ရလာသည်ထင်ရတယ်။ဆက်တီကောင်ဤသွေးများက လာရလန်းတစ်ချောင်း၌တစ်ဆက်ချင်းကြာနေလေတယ်။မိုးဆိုးကြီးဟာချောက်လာခဲ့ရင်နှင့်နေအောင်ကြောင့်လက်ခနေဖြစ်တော်တော်နေကြခြင်းအရာကိုငုံကြည့်လိုက်ရာသွေးဆက်များဖြစ်နေလေတယ်။မြည်သည့်တားကောင်တွေဒီနာကနေ ဒဏ်ရာရလျက်ဖြစ်သွားပါလေဟုတွေးကဆက်လျှောက်လာခဲ့ရင်လေဝင်း၌နှာခေါင်းနှင့်စိမ့်ချွချွင်အနက်တမျိုးကိုရလိုက်မိတယ်။သူထံပို့ထားသောဆက်တီကောင်ဤအနံပေဟုထင်မှတ်ကလျှောက်လာခဲ့ရင်နှင့်ဆော့ဆော့ကရဲ့ရွေသွေးဆက်များကိုငုံကြည့်သောနေရာကိုပြန်လေရောက်ရှိလာမှန်းသိလိုက်လေတယ်။ငုံဆိုးကြီးကတိတိကျင်ခေါင်းနှပန်းကြီးသွားပေမဲ့ဘေဘီကိုမျက်လုံးလှည့်ကစားကအသက်ကိုဖြည်းဖြည်းချူရင်ဘာမှမဖြစ်သလိုဟန်ဆောင်ကအရှိတုံမလျှောက်ပေဤတခါပြေးက ဖောက်ထွက်ကြည့်တယ်။ ဆိုပေမဲ့မရသူထုံနေရာကိုသာဒီဇိုင်းမမဲ့ပြန်လေရောက်ရှိလာခဲ့တယ်။မုတ်ဆိုးကြီးကမကျင်တဲ့ဒီပဲညာဘက်ကနေထက်ကွေးပိုက်ခါတော်ရဲကနေထွက်ဖို့ကြိုးစားပြင်မယ်လေ။ဒုံရင်တိုင်းပဲသူဒီနေရာကိုသာပြန်လေရောက်ရှိလာခဲ့တယ်။မုတ်ဆိုးကြီးကသူတောင်းမှောက်ပြီးဟူသိရှိတာကြောင့်ဆက်တီကောင်ကိုဝှရှာကတောဆောင်နဲ့တောင်းဆောင်နဲ့ကိုအရက်လေးမျက်နှာလှည့်၍ရှစ်ခုကတော့ကတောင်းမှန်နေလေတယ်။တောဆောင်နဲ့တောင်းဆောင်နဲ့ကြီးတို့ခင်ဗျာကိုပြစ်ရှိလဲကြီးပါဆက်ပြစ်ရှိလဲကြီးပါ ကျွန်တော်မျိုးမလိမ်မိုးမလိမ်မာလီတစ်ခါမိုက်မိတာရှိရင်ခွင့်လို့ကြပါခင်ဗျာ။ဘုဆိုးကြီးကဤကဲ့သို့တောင်းပန်တူးချုံနေချိန်မှာဟိတ်ဆိုးသည့်အတန်နှိမ့်တူမျက်ရည်နဲ့နဲ့မျက်ခုံးထူထူနေမျက်ရည်ကမှဲ့ပါတော့လူတယောက်မိမတယောက်ကဲ့သို့ဝစ်စားထားကသူနှင့်မနီမွေကထနောင်းပင်ကြီးအောင်၌ဗီဇောင်ထဲလျောင်းလျက်ပေါ်လာခဲ့တယ်။မုတ်ဆိုးကြီးကဤကဲ့သို့တောင်းပန်တူးချုံနေချိန်မှာဟိတ်ဆိုးသည့်အတန်နှိမ့်တူမျက်ရည်နဲ့နဲ့မျက်ခုံးထူထူနေမျက်ရည်ကမှဲ့ပါတော့လူတယောက်က မိမတယောက်ကဲသို့ဝစားထားကသူနှင့်မနီမွေကထနောင်းပီကြီးအောင်၌ဗီရဆောင်လှဲလျောင်းလျက်ပေါ်လာခဲ့တယ်။ဘုဆူကြီးကအလုံးမင်းအံ့ဩသွားကရုတ်တရက်ကြီးပေါ်လာတော့ကြောင်းကြောက်ချောက်ပြီးဟုထင်ကကြောက်လန့်၍ထွက်ပြေးလေတော့တယ်။သို့ပါတော့လေသူဟာဘက်ဘက်ကိုပြပြထိုးယောက်ျားမဟုတ်မိမမဟုတ်သည့်လူရဲ့ရှေ့ကိုသာပြန်ပြန်ရောက်လာလေတယ်။ဘုဆူကြီးကအချိန်တော်ကြာပြေးပြင်မဲမလို့တာကြောင်းမောဟရီလာကထိုလူနှင့်မနီမွေကမြေပြင်၌ဖိထိုင်ချလျက်မောပြစ်နေရတယ်။ ထိုကားစပင်များကိုတခါထနောင်းမေအောက်ကလူမှမုံဆိုးကြီးကိုကြည့်လိုက်လေတယ်။ရှင်ကဘေရွာကမုံဆိုးလေ။ယောက်ျားချင်းမကြီးအတန်ကိုမှပျော်တွတွေပြောလိုက်တော့ကြောင်းကြားတာတမျိုးကြီးဖြစ်နေတာမုံဆိုးကြီးခမညာရဲချင်းနေတယ်။သို့တော့လူလာတည်ရလားနှက်လားမသိတာကြောင့်စိတ်ကိုထင်ရွေပြန့်ပြေးလေတယ်။ကျုပ်ကျုပ်ကဒီတော့ရဲ့ရှေ့ဘက်ခြမ်းကတဖန်တော်ရွာသားပါတဖန်တော်ရွာဆိုတော့ညောင်ညူကြီးဖျားရှိတဲ့ရွာပေါ့ဟုတ်လား ဟုတ်ပါတယ်။ဒါဆိုတော့ပဲရှင်ကျမကိုတစ်ခုလုံးပေးမလား။ရှင်အတွက်ဒီတသက်စားမကုန်လေစီးစိမ်ကျမပေးမယ်။ဗျာဗျာတတကယ်လားတကယ်ပေါ့ချင်းဟာခခမားကလူလားမသိဘာလားမသိနဲ့ကြုံကြောက်လေကျမက လူစစ်စစ်ပါဒါပေမဲ့ရိုးလူတော့မဟုတ်ဘူးကောဟင်တော့ဆိုဘလို့လူလဲဒါရှင်းလို့မဟုတ်ဘူးကျမကိုပြန်မမေးနဲ့ ခိုင်းနာတာလုံးမလာမလို့ဘူးလားပြောရှင်လုံပေးမယ်ဆိုရင်ဒီမှာကြည့်ရွှေရင်ကပြောင်းကို CND နဲ့ပေးမယ်ဘာနဲ့လဲရွှေရင်ကကိုမြင်တော့အခါဆိုးဆိုးဟာအထိကြောက်လန့်မောဟိုက်နေသောမူဆူကြီးကညလုံးတွေအယောင်လက်တော့ကကုံကျိုးတွေတက်နေတဲ့မင်းနေတော့တော်များပေါ်တီထီရေပြုံပြုံးသွားလေတယ်တကယ်ပေးမှဆိုရင်လုံမယ်ဘာလုံးပေးရမလဲမြောင်းညူကြီးဖျားမှာမြောင်းညူကြီးတောင်ထိုင်းနေတဲ့ယုတ်ကြီးရှိတယ်မဟုတ်လားရှိတော့ရှိတယ် ရောက်ပြီမဲ့အဲ့ဒီမြောင်းညူကြီးရုပ်ထုကဖျားစီးတွင်းမှာထားထားတာအဲ့ဒီမြောင်းညူကြီးရုပ်ထုရဲ့လက်ပေါ်ကကျန်းစောက်ကိုယူပေးရမယ်ဒါတော့ဖြစ်နိုင်ပါဘူးဗျာဖျားစီးတွင်းကိုဘယ်သူမှဝင်လို့မရဘူးဗျာပြီးတော့ဆောင်းချောက်တွေလည်းပေါ်ပါပြီးနဲ့ဗျာဖျားစီးတွင်းကိုကြုတ်ခိုးဝင်တာရွာလူတွေသိရင်လေဒကြီးနဲ့အတိုင်မှာဘာကြောင့်မှမသိပေမဲ့အဲ့ဒီဖျားစီးတွင်းဝင်မိရင်ကန်ဆိုးတက်တယ်လို့လည်းပြောကြတယ်ဒါတော့ရှင်ဘူးပါနဲ့ရှင်သာယူပေးမယ်ဆိုရင် ရှင်ကိုအခုဘယ်သူမှမမြင်နိုင်အောင်ကျမကလုံပေးလိုက်မယ်။ရှင်ကအဲ့ဒီကျန်းစာကိုယူပြီးကျမကိုလာပေးုံပဲ။ဘယ်သူမှမမြင်အောင်လုံပေးမယ်။ခမရဘာလဲ။ကျမဘယ်သူလဲရှင်မသိကျင်စားမှန်းနေ။တီးတဲ့သူရာလဲအသက်ရှင်ဝင်ရတဲ့သူဆိုလို့ကျမကြုံလေကလွယ်လို့မချိသေးဘူး။ကဲရှင်လုံပေးမှလားမလုံပေးဘူးလား။ဒါပဲပြော။ကောင်းပြီလေကြောက်ယူပေးမယ်။ယူပြီးရင်ဘယ်လောက်ပို့ရမှာလဲ။ ီတိုးဆန်နာကိုပဲလာခဲ့။ရှင်ရောက်တာနဲ့ကျမသိတယ်။အခုရှင်ကိုဘယ်သူမှမမြင်နိုင်အောင်လုပ်ပေးလိုက်မယ်။ကျန်းစာကိုယူပြီးရင်တန်းပြန်လာမှာ။ကဲအနာတို့ကဲ။မုတ်ဆိုးကြီးကထိုးလူနာကိုတဖြည်းဖြည်းချင်းတိုးကပ်သွားလိုက်လေ။ထိုးလူကသူ့ဤညာလက်ညှုံနေမုတ်ဆိုးကြီးနှဖူးကိုထောက်ကာတစုံတရာကိုရုတ်ဖက်ပေးလိုက်ပြီးသွားခိုင်းလိုက်လေ။မုတ်ဆိုးကြီးလည်းထိုးလူသွားခိုင်းမှထွက်လာခဲ့ရာဝင်ကဘာကဲသို့ဖြစ်နေသည်ဆောဆောကနေရာကိုပြန်ပြောင်းရှိတော့ပဲတိုးရည်အပြင်ကိုထွက်လာနိုင်ခဲ့တယ်။ ထို့နောက်မိုးဆိုးကြီးကမြောင်းညိုကြီးဖျားရှိသည့်ဘက်ကိုထွက်လာခဲ့လိုက်တယ်။ဖြူဆန်းတီကတော့လမ်း၌တွေ့သော လူတွေက သူ့အားလုံးဝသတိမထားမိခဲ့ကြခြင်းပဲ။အရင်ကဆိုတောထဲကနေပြန်လာလျင်သူ့မဟုတ်ပါကသူ့ကိုတွေ့ုံများနှင့်မိုးဆိုးကြီးဘာသားကောင်းတွေရခဲ့တုံးဟုမိတက်သော လူတွေကအခုသူတို့ရှင်း၌ရက်နေကြတာတော့မမြင်သလိုသွားကြလေတယ်။မိုးဆိုးကြီးကခေါ်ပေမဲ့လေကြားဟန်မတူကြချေ။မိုးဆိုးကြီးကသူတကယ်ကိုပြောင်းသွားတော့ကြောင်းအပြိုကြီးပြော်ကရှောက်လာခဲ့လေတယ်။ ရောင်ယူကြီးဖျားသူရောက်လေတော့ခါရင်ပြင်းတော်ပေါ်သူတက်လာခဲ့လိုက်တယ်။ထို့နောက်စူးရည်နဲ့ကာထားသောနေရာကိုကျော်လွှားတက်လိုက်ခါဖျားစီးတွင်းသို့ဝင်လာခဲ့လေတယ်။ဖျားရုပ်ပွားတော်ထားရှိရာကတိုင်ခုတစ်ခုကဲ့သို့ဖြစ်နေကအလင်းဝင့်ပေါများသာရှိလေတယ်။ထို့ထဲသို့လည်းမြည်သူမှဝင်မြပေအပြင်ကနေသာဖူးခွင့်ရှိကြတယ်။အခုတော့သူကရွာဤစည်းကမ်းများကိုလောဘစိတ်ကြောင့်ချိုးဖောက်ကဖျားစီးတွင်းကိုရောက်ရှိနေခြင်းဖြစ်လေတယ်။ ဘုဆိုးကြီးသည်မြောင်းညိုကြီးအယုတ်စီကိုတွားကလက်ပေါ်၌တင်ထားသောကျန်းဆောက်ဦးညူကြီးကိုကြည့်၍ငွေမြေယူလိုက်လေတယ်။မြည်သည့်ထူးခြားချက်မှပြစ်မလာသောကြောင့်ဘုဆိုးကြီးကဝမ်းသာသွားကကျန်းဆောက်ဦးယူ၍အပြင်ကိုထွက်လာခြင်းယောဂီဝင်နေလူသုံးဦးကသူအားကြည့်နေတာကိုမြင်လိုက်ရလေတယ်။သူသည်စိတ်ထင်တာနေမှာပါဟု တွေးတော့ကထိုလူများကိုကြွေဝ၍ကြုံမိပြုခေါင်းပေါင်းနှင့်လူငယ်ကအဲ့ဒီကျန်းဆောက်ကိုဘာများလုပ်ဖို့လဲမိုးဆိုးကြီးဦးမေးလိုက်တာကြောင့်မိုးဆိုးကြီးလန်သွားခဲ့လေတယ်။ မင်းမင်းတို့ကငါ့ကိုမြင်ရတယ်ကျွန်တော်တို့သုံးယောက်လုံးမူဆိုးကြီးကိုရွာထဲမှာတွေးလိုက်ရကြတဲ့ကအနောက်ကနေလိုက်ကြည့်နေရပါဒီကျန်းစောက်ကမူဆိုးကြီးနဲ့လာလာမှမဆက်ဘူးမူဆိုးကြီးဘာလို့ဖို့လာယူရတာလဲအဲအဲ့ဒါကငါကြောက်တယ်ငါကွာမင်းကဘာလို့ဖို့လဲဒီကျန်းစောက်ကဘာကျန်းစောက်ဆိုတာကိုရောမူဆိုးကြီးသိလားမသိဘူးဒီကျန်းစာကိုခိုးယူရင်ဘလို့ကျိန်စာမျိုးစူးမဲ့ဆိုတော့ကိုပြောတိလားကျိန်စာ ဘလို့ကျင်းသားလေဦးစိုးကြီးအခုကင်ဆောင်ထားတဲ့ကျမ်းကိုမဟာစက္ကဒိဗ္ဗပညာကျမ်းလို့ခေါ်တယ်ဒီကျမ်းကိုပြုစုခဲ့သူကမင်းတီဟာလို့ခေါ်တဲ့ဝိဆာထူပါပဲဒီကျမ်းကိုသူမရှိတဲ့နောက်မှာပထမသူတွေလက်ထဲရောက်မှစိုးရင်တာကြောင့်လုံုံချုံချုံထားဖို့မြောင်းညိုကြီးတောင်နဲ့ဒီစီရီကြီးကိုတီးခဲ့တဲ့သူပေါ့ဖျားစီတွင်ကမြောင်းညိုကြီးရုပ်ထုမှာခြေစလုံးတွေနေရာပြည့်ရေးထားတာဦးစိုးကြီးမြင်ခဲ့တယ်မဟုတ်လားမြင်ပါတယ် အဲ့ဒီစာရွေးကတကယ်တော့ဒီကျန်းစာကူခိုးယူသူသာချိခဲ့ရင်ဆိုပြီးကျင်စာတိုက်ထားတာပဲကျင်စာကရေလန်းသွားမိကြောင်းငကအသာဆာငါစားတဲ့ရေတရွာတို့ဤတက်ပြက်စားတော့ခြင်းကိုခံရပါစေကုံလန်းသွားကကြာချသေးရှင်သေးစားတဲ့ကုံတရွာတို့ဤတက်ပြက်စားတော့ခြင်းကိုခံရပါစေချမ်းသာသူဖြစ်ရင်တခဏတည်းမွေးတည့်ဥစ္စာပြကြကနူနာဝဲဆွဲပြီးသံတောင်းစားဘဝရောက်ပါစေခြေကျိုးလက်ကျိုးပြီးဒုက္ခိတဘဝရောက်ပါစေတောင်းစင်မြေဆက်ထိတိုင်အောင်အနေစင်ရဲ့အစာစင်ရဲ့ အဝိစင်ရဲ့ဂျင်လုံးနဲ့ကျုံရပါစီတင်လို့ပြီးတဲ့နောက်ငရဲရှိရွာမှာတရွာကူအနှစ်ချစ်တောင်ခန်းရပြီးဖျားဆူဆူလို့နေလွဲပါစီတန်တရာတစ်ချောက်အသေးဆုံးနဲ့တည်၍အစာရည်စာကူအဘဲတူတော်ခါမှဘောဝလင်လင်မစားပါစီနဲ့ရန်သူမျိုး၅ပါးနှင့်နေရှိတဲ့၍ကျုံရပါစီလို့ရေးထားတယ်ပြားထိုကောင်းမောင်းတဲ့လူငယ်ဤစကားတန်ဆုံး၌ကိုစိုးကြီးတယောက်လမ်းဖြန့်သွားခဲ့လေတယ်သူ၏လက်ထဲကကျန်းစာကူကြည့်၍အတော်ကလေးကြောက်ရွံ့သွားတာကိုလည်း မျက်နှာ၌ထင်သာပေါ်လာခဲ့တယ်။ပြောပါဦးမိုးစိုးကြီးဘလို့ကျန်းစာအမှန်တော်မသိဘဲနဲ့ဘာလို့ယူရတာလဲ။ကျုပ်ကျုပ်ကိုတော်ရဲကလူတယောက်ကဒီကျန်းစာကိုယူပြီးရင်ရွှေရင်းကားလေးပေးမယ်ဆိုပြီးခိုင်းလို့ပါ။ဒါဆိုမိုးစိုးကြီးကိုပြောင်းလဲသူ့ပဲလုပေးလိုက်တာပေါ့။ဟုတ်ဟုတ်ပါတယ်။အဲ့လူကဘလို့ပုံစံမျိုးလဲ။သူမှမြိတ်ခင်ပဲကြီးတလုံးပါတယ်ပြီးတော့ယောက်ျားကြီးဆိုပေမဲ့မိမတွေလိုဝှစ်စင်တာ ူ့နာမည်ကိုရောပြောသေးလားမပြောဘူးသူဘသူလဲဆိုတာတော့မေးတာမဖြစ်ဘူးလေသူဘသူလဲဆိုတာသိရတဲ့သူကလေသူ့ငယ်ကြုံတွေပဲရှိတယ်အခြားသူတွေကသိနေရင်လည်းအရှင်းမထားဘူးလေကဲထားလိုက်ပါဒါဆိုရင်ကိုစိုးကြီးအခုဘာလုပ်မှာလဲဒီကျက်စာကိုသူ့ကိုသွားပေးအောင်မလားမပေးတော့ဘူးကျုပ်ကဝန်ကြီးအရသာပါဏာတိပါဒာကံကိုကျူးလွန်နေတာချိန်စာတင့်မှာတော့ကြောက်တယ်ဒါဆိုလဲကျန်းစာကိုသူ့နေရာသူပြန်ထားလိုက်ပါ ။ဒါပေမဲ့အဲ့ဒီလူကသူခိုင်းတာမလုပ်ဘူးလို့တို့ကိုလာတက်ရင်ဘယ်လိုလုပ်မလဲ။ဒီအတွက်စိတ်ရပါ။ဟိုဆိုးကြီးကိုသူတို့မတတ်ပါဘူး။တို့ကသာအညှိုးထားကြလိမ့်မယ်။ဟိုဆိုးကြီးကတပြင်းတစ်ချက်ချကကျန်းစာကိုဖျားစီးအတွင်းကမြောင်းညိုကြီးရုပ်ထုမှပြန်ထားလိုက်လေ။ထို့နောက်အပြင်ကိုထွက်လာခဲ့ပြီးဇေယျကိုရှ िख ူဥချကတော့လိုက်တယ်။ဟိုဆိုးကြီးကိုဖျောက်ထားတာကိုတော့ကျွန်တော်ပြတ်ပေးလိုက်မယ်။တိုးလေးကိုတော့ကူးရက်ပိုင်းဝင်းမလာပါနဲ့။ အဲ့လူကတာမန်မှောက်တာမိုးဆိုးကြီးတည်ထားမိမှာပါကျုပ်လည်းအဆောက်လေကထင်မိတာလူလားနှစ်လားမတဲခွဲဖြစ်နေတာအကောင်းတဲ့ပညာသည်တယောက်လိုပဲတီးထားလိုက်ပါထို့နောက်တွင်ခေါင်းပေါင်းနှင့်လူငယ်လေးကမိုးဆိုးကြီးနှစ်ဖူးကိုထီ၍ဂါထာတစ်ပုဒ်ကိုရုတ်ဖက်ကလက်ဖနှောင်းနှင့်အသားယာတွန်းလိုက်တာနှင့်အိုဆိုးကြီးကကိုဖြောက်တာပြက်ပြီးရုံလုံးပြန်ပေါ်လာခဲ့တယ်။အိုဆိုးကြီးကဖျားပုံမှာဆင်းရီထွက်သွားခဲ့ချိန်ယောဂီဝင်းနေလူငယ်သုံးဦးကရက်ကြည့်နေခဲ့ကြလေတယ်။ ဆရာအိုးဆိုးကြီးကိုကျန်းစာကိုယူခိုင်းတဲ့သူကဘလို့ပညာတယ်မျိုးလဲကိုဝေမြောက်ဆုံးကိုနှုတ်ပိတ်လိုက်တဲ့သူကလေဘသူဆိုတာသိရပြီလားဆရာအင်းငါဖတ်ဆရာတွေပြောပြချက်အရာတော့အခုဒီကျန်းစာကိုလိုချင်နေတဲ့သူနဲ့ကိုဝေမြောက်ဆုံးကိုနှုတ်ပိတ်လိုက်တဲ့ပညာတွေကတဝူးတဲ့ပဲကွာသူ့ကိုနှပုံးတကဆုံးရှင်မလို့ခေါ်ကြတယ်နမီအစ်စ်ကိုတော့တယောက်မှမသိကြဘူးဆိုပဲနှပုံးတကဆိုတာကယောက်ျားမဟုတ်မိန်းမမဟုတ်တဲ့သူဆိုလိုတာလားဆရာ ယောက်ျားကမိမစိတ်ပေါက်နေတဲ့သူပေါ့အေးဟုတ်တယ်အဲ့ဒီလိုမျိုးပဲအခုသူကကရောအစင်းတက်ဖို့ကြိုးပမ်းနေတာကိုယ်မြောင်ဆုံးကိုနှုတ်ပိတ်လိုက်တာကလေသူ့လမ်းမှာငါတို့ဝင်ရှုံမှောက်ကိုသိပြီးအချိန်ဆွဲလိုက်တဲ့သဘောပဲငါဖဆရာထံအချိန်မီမေးလိုက်လို့သာသိပြီးဒီကျန်းစာကိုပါမတော်တာပေါ့ကွာသူ့အကြောင်းလေးနည်းနည်းရှင်းပြပါလားဆရာအင်းသူ့လိုနှပုံးတကဆုံမျိုးကရှာတော့ပြောပြရတာပေါ့ကွာ လမ်းမှာပြောပြမယ် ူရောတို့ကဖျားစီဒီပေါ်ကနေဆင်းလာခဲ့ကြပြီးဒီနောက်တော်ရှိသည့်အရက်ကိုဥတီ၍ရှောက်လာခဲ့ကြလေတယ်။တော်ရဲတွင်တော့နှပုံးတကားဆုံးရှင်မှာဆိုသည်သူသည်သူ၏အကြံစီပြပြသွားခြင်းကိုသိရှိကာစိတ်ဆိုးဒေါသထွက်နေလေတော့တယ်။တုံးနယ်ပိုင်းကတဲရင်ရှိကာကွက်ပြင်း၌သူတစ်စောင်းလဲလျောင်းနေကာကွက်ပြင်းဤတွင်လည်းမြေပြင်း၌မိမခုနှစ်ဦးကဒုတုတ်ခါးစားနေကြလေတယ်။သူရသည်နှပုံးတကားဆုံးရှင်မှာ၏အကြောင်းတစ်စီတစ်စောင်းကို သူတီထားတလောက်တပည့်ဖြစ်သူအောင်စီနေထုံးအောင်ကိုရှင်းပြလေတယ်။နပုံးတကဆုံးရှင်မာလို့ခေါ်တဲ့လူကဘယ်တုန်းကလေးကပေါပေါက်လာခင်မှမသိခဲ့ပေမဲ့သူ့အဖဆရာတွေသတိမှုမိတဲ့အချိန်မှာအတော်လေးပညာထက်နေပြီ။သူ့ရဲ့အမူအကျင်းကတူတူသိသိနေတတ်တယ်။တော်ယုံပညာတဲ့လောက်ထံကိုလည်းတပည့်မခံခဲ့ဘူး။အခုသူပညာထက်တော့လေတာမညဆုံးလာကူတပည့်မထဘူးကွာ။ငါတို့ရင်ဆိုင်ခဲ့ရတဲ့ကိုယ်မြောက်ဆုံးကတော့သူ့တပည့်မဟုတ်ဘူး။သူ့ကိုလေးစားလို့ကုညီမဲ့သူပေါ့ကွာ။ ကဝေမြောင်ဆုံးကသူ့ပညာတွေလုံးဝမြင်ပြီးအထုတ်ထည့်ရောက်ချိန်မှာသူ့ကိုယ်သူနှမုံတကထံမှာစားခံပြီးပညာထတ်တိုးပေးဖို့ပဲအတော်လေးစားလို့ထင်တယ်နော်ဆရာဒါပေါ့ကွာနှမုံတကမှာ तू လေးစားရလောက်တဲ့အချက်တွေရှိလို့နေမှာပေါ့ဒါပေမဲ့မထင်မှတ်ပဲငါတို့ကကဝေမြောင်ဆုံးကိုမိသွားတော့နှမုံတကကသူ့ကတော်ဖြစ်အောင်လုပ်မဲ့အကျင့်စီပေါက်ကြမှာဆိုတာနဲ့နှုတ်ပိတ်လိုက်တာပဲနှမုံတကအကြောင်းပြန်ဆက်ရရင်သူ့မှာဆုံးခွနဖို့ရှိတယ် မျိုးရိုးစင်စဲရိုးရပညာကိုလက်ဆင့်ကမ်းထိမ့်သိမ်းလာတဲ့ဆွေမျိုးခုနှစ်ယောက်ကိုတပည့်ပြေထားတာ။သူတို့ပညာရည်ကလည်းမခေဘူးကွာ။ရေဆိုင်ရတဲ့အခါမှာသတိကြီးထားလိမ့်မယ်။ကျွန်တော်မရှင်းတော့ရှိသေးတယ်ဆရာ။ကိုဝေမြောက်ဆုံးကသူ့ပညာအလုံးစုံပြေးသွားတဲ့အခါမှာဘာလို့နှပုံးကထံမှာအစားခံရတာလဲ။ဒီတိုင်းပဲပညာပေးလိုက်လို့မရဘူးလား။သူရကထုံးထောင်ကြီးမိခုံးကိုမပြေသေးပဲပချိုင်လေးများပေါ်တည်တည်ပြုံးလိုက်ခါချောက်လာခဲ့ပြီးတပင်ခက်ကြီးကြီးတပင်အောင်ရောက်မှတော့ ခနာတစ်ဖြုတ်ထိုင်နားလိုက်ကထုံးနောင်၏အမေကိုဖြစ်ဆိုလေတယ်။နှပုံးတကားကကဝေမှုတ်ဘူးကဆုံးပဲ။အဲရောကဝေမြောက်ဆုံးကသူ့ပညာတွေကိုလွှဲပြောင်းပေးလို့မရဘူး။ဒီတော့ဘောရီတာရာကျင့်စဉ်ဒီအတိုင်းကဝေမြောက်ဆုံးကသူ့ကိုစရေပြီးနှပုံးတကားထံမှာစားခံပါ။ကဝေတယောက်ရဲ့အသာဆုံးစားမှတော့ဆုံးရဲ့ပညာဆက်တွေကအရင်ကားထက်နှစ်စားတူပြီးပုံမူအပြင်းသွားတာပေါ့ကွာ။ဒီတော့သူ့ကိုတော်ရုံထက်เสียဝိဇ္ဇာလောင်းနေတော့ရှင်လုံးမရတော့ဘူးလေ။ ဒီကွက်ကိုသူတို့ကစနစ်တကျအစီအစဉ်ဆွဲပြီးကြိုတင်ပြင်ဆင်ထားတာ။ဒါပေမဲ့ငါတို့ကမထင်မှတ်ပဲသူတို့အကြံစီကိုဖျက်လိုက်တာပေါ့ကွာ။ဒါကြောင့်လေနှပုံးတကားကဒီကျန်းဆောက်ကိုချက်ချင်းရောက်ဖို့စူးစမ်းလာတော့တာ။အော်တော်တော်လေးလေးရှုပ်တယ်နော်။တပည့်တို့တော့မနေနားလဲအောင်လုပ်နေရတယ်။ဒီလိုပဲပေါ့ကွာ။နားမလဲတာကိုနားလဲအောင်လုပ်။မသိတာကိုသိအောင်လုပ်မှပဲ။ဘုသူဒ္ဓဆိုတာမျိုးကရတာကို။မသိရင်မသိတဲ့အတိုင်းနားမလဲရင်မလဲတဲ့အတိုင်းတောင်နေ သူများပြောသမျှကြားသမျှမြင်သမျှယုံလေလူပြင်းလူညံဖြစ်သွားလိမ့်မယ်။သူများကတပည့်နှစ်ဦးနဲ့အတူရှောက်လာခဲ့ရင်တစုံတစ်ခုကိုသတိရသွားကတောစီတို့သွားနေသောရှေးလမ်းများရွာတွေကိုပြန်လေဦးတီကရှောက်လန်းလာခဲ့လေတယ်။အောင်စင်းနဲ့ထုံးတော်ကတော့ဆရာဖြစ်သူကိုမင်းမြန်ခြင်းမရှိအနောက်ကနေသာထက်ကြမကွာလိုက်လာခဲ့ကြတယ်။သူများကရွာတွေကနေဖြစ်ချောက်လာခဲ့ရင်နေရွာဦးเจ้าကိုသွားနေမှန်းတိလိုက်ကြရတယ်။သူများကအเจ้าထဲကိုဝင်လာခဲ့က ကျောင်းပေါ်သို့တက်၍ဆရာတော်ကြီးထံသင်္ကန်းဆုပ်တထဲတောင်းယူလေတယ်။ဒကာလေးကသင်္ကန်းဆုပ်ကြီးနဲ့ဘာလို့မလို့တော့။တင်မဖျားတပည့်တော်ကခုနှစ်ရက်သားသမီးများကောင်းကျိုးအတွက်ဟောဒီထက်လန်းပညာကိုသင်ယူပြီးကဲတင်လျက်ရှိပါလေဖျား။အရှင်ဖျားစီကသင်္ကန်းဆုပ်ကိုလေတပည့်တော်မကောင်းတာဘာတစ်ခုမှမလုပ်ပဲအမတန်အောက်တန်းကြားတဲ့ပညာတဲ့တယောက်ကိုနှိမ်နှင်းမဲ့နေရမှာလိုအပ်လို့စုံပေးဖို့လာရောက်ရှောက်တင်တာပါဖျား။အဲအများကောင်းကျိုးအတွက်ဆိုရင်တော့လေ ဖုံဖုံကဆုံးလိုက်ပါမယ်။ထို့နောက်ဆရာတော်ကြီးကလက်ကင်ပေါ်တထေစာများရှိသောတင်ငန်းဆုပ်ပြဲတစ်ခုကိုသူရကိုဆွန်ကျဲလိုက်လေ။သူရကတင်ငန်းဆုပ်ကိုယူလာခဲ့ပြီးသည့်နောက်ဆရာတော်ကြီးအားချစ်ခိုးကြော်၍နှုတ်ဆက်ကာရွာထဲကနေပြန်ထွက်လာခဲ့လိုက်တယ်။ရွာထိပ်ကိုရောက်၌ကိုကိုပင်ကြီးအောက်တွင်ယောဂီဇော့တထဲကိုအောင်စီအားထုတ်ခိုင်းကာခင်ကျင်၍သူရကထိုင်လိုက်လေ။အောင်စီနေထုံးနောက်ကတော့ဘေးကနေသာဆရာဖြစ်သူဘာလို့မလဲဆိုတာကြီးနေခဲ့ကြတယ်။ သူရကအင်းဆွဲခဲတဲ့တချောင်းကိုထုတ်ခါတင်ကန်းစားကိုအသေးချာပြက်နေအောင်ပြန်၍အင်းစမတစ်ခုကိုရေးဆွဲနေခဲ့တယ်။သူရ၏နှုံမဂါရမန်ရန်ရွတ်တန်ကြောင်းအနီးနားရှိသောပရာလောကသားအချို့ကအခန်းတိုင်းပဲထွက်ပြေးသွားခဲ့ကြတယ်။သူရကတော့အင်းပုံ၌သာစိတ်ကိုနှစ်ထားကရေးဆွဲနေလေတယ်။အဖြစ်ဖြစ်နေမင်းကြီးကလည်းအနောက်ကိုရွေးရှားနေက နေ့လည်ခင်းအချိန်ကိုတော့ကြုံလုံလာခဲ့တယ်။သူရကအင်းကိုစိတ်ပါလက်ပါတူတူချာချာရေးဆွဲပြီးတော့ခါ သက်ဆိုင်ရာမန်တန်ကိုယူယူနှိုးထားလိုက်ကရွေရည်အတွင်းကိုတရုတ်တည်းခောက်ထည့်ထားလိုက်တယ်။ဟေးအရှင်လဲကြပြီ။အင်းလဲစင်သေးဖြစ်ပြီ။တွားကြမယ်။ဤတို့ဖြစ်သူရကရှေးကနေဥဆောင်၍အောင်စီနေထုံးတော်ကနောက်ကနေလိုက်ပါလာခဲ့ကြလေတယ်။သူရတို့ကတောစီကိုလာနေကြသလိုတောတွေကသူတွေကလည်းသူရတို့အလာကိုဆောင်းဆိုင်နေခဲ့ကြလေတယ်။တောဆက်ကိုသူရတို့ရောက်ရှိလာကြကတောနဲ့အတွင်ပိုင်းနေသည့်တွုံးဝင်လာခဲ့ကြပြီး ချောင်းရဲတစ်ခုနီးသို့ရောက်၌ကြောက်ဆိုင်ကြောက်တုံးကြီးတွေပေါ်မှာထိုင်းနေသည့်လူတွေကိုမြင်လိုက်ရတယ်။အောင်စင်းနှင့်ထုံးနောင်ကထိုသူတွေ၏မျက်လုံးမျက်နှာအတွင်ပြင်နှင့်ဦးစားထားကြပုံကိုကြည့်ကပညာသည်တွေမှန်သိရှိ၍တွေထဲကအင်းတွေကိုလက်ချုပ်ဝင်ကာကင်ထားလိုက်ကြတယ်။သူရကထိုပညာသည်တွေစီရှောင်းလန်းသွားကဝါနှပြန်ကွာ၌ရက်လိုက်လေတယ်။ထိုနောက်သူ၏ခေါင်းပေါင်းဘွားကိုရှုပ်လိုက်ကာပခုံးပေါ်သို့ပြောင်းတင်ထားလိုက်တယ်။ပညာသည်တွေထဲကမှအနေငယ်အသက်ကြီးမြင့်ထင်ရသောမိမတူက သူ့ရောက်ကိုခါထောက်ကမျက်စောင်းထူးကြည့်၍ဟေးတောက်ဆရာကောင်းအင်းနဲ့မဆိုင်ပဲဝင်းပါတာဒါနဲ့ဆိုရင်တခါရှိပြီနော်အရင်တခါကအမေကြီးကခွင်းလို့ပေးပေမဲ့အခုအကြံစီကိုဖျက်စီးလို့နင့်ကိုအသေးသက်ဖို့ငါတို့ကိုလှုပ်လိုက်တာပဲနင်ပြောစမ်းဘလို့အသေးချင်းဆုံးမျိုးနဲ့အသေးချင်းလဲထိုမိမကြီးစကားတန်ဆုံး၌သူ့ရောက်ကပချိုင်လေးပေါ်အောင်ပြုံးရလိုက်ချိန်သူ့ရောက်ဘင်းတစ်ဖက်ကနေအင်းဆက်ကြောင်တစ်ခုကဝီကနေထွက်သွားပြီးပညာသည်တွေထံဝင်ရောက်သွားကြတယ် ထိုအခါကျက်ဆက်မီကျထားသည့်မိမတယောက်ကထွက်လာပြီးအင်းဆက်ကြွေကိုသူ့ပညာထုတ်၍ကပစ်လိုက်တယ်။အင်းဆက်ကြွေကဘေးကိုထွက်သွားကြကရေထဲကိုကြာ၍တအုံပောက်ကွဲထွက်သွားခဲ့တယ်။ပညာသည်တွေကသူ့ရားတို့ပြန်လှည့်ကြည့်၌မျက်မှောင်ကြီးတွေကြုံထားကြပြီးဒေါသထွက်နေသည့်မျက်နှာထောင်နှင့်အောင်စင်းနှင့်ထုံးတော်ကသူ့ရားရှိကိုထွက်လာခဲ့ကြလေတယ်။အသက်ကြီးပြီးအချိန်မစီးတဲ့အဘွားကြီးငရေပြည့်ကိုဒီနေ့ရွှဲနဲ့နင်မကူပဲရောက်ရှိနေပြီထင်တယ်။ တုတ်တော့ဆရာကိုမယောင်ထီလေးစားနေလက်ပြပါရှုပ်ပြီးအချင်လက်လက်ငင်းမိနေပြည့်ရပါကြာပါလေကောင်စီယာလက်ဖြက်ရင်းနဲ့ထွယ်လုံးကိုလက်ဖြက်ပြီးတုတ်တော့ဆရာခြေတော့ဟာဆေးပေးလိုက်မယ်အောင်စင်းနေထုံးတော်ကြီးနှုတ်ကနေတက်မဲ့ဖြစ်မဲ့တွေထွက်လာသည့်စကားတန်ကြောင်းသူရတယောက်စိုးရင်သွားတာနေနှစ်ယောက်စလုံးကြီးကုတ်ဘူးကိုရိုက်ချလိုက်လေတယ်ဘလို့ဖြစ်လို့ဝစီကန်နဲ့ရောမနှောကန်နဲ့ရောပါနာရီပါတာကိုကျူးလွန်နေကြတယ်ငါမင်းတို့ကိုဘလို့တူတင်ဆုံးမထားလဲ ဒီကိစ္စပြီးရင်မင်းတို့ငါပြစ်ပေးမှာဖြစ်တော့မယ်။ဆရာကပြောတာဆရာကမျက်တာထားနိုင်ပြီမေ။ကျုပ်တို့ကမခံနိုင်လို့ပါဆရာရေ။ဟုတ်တယ်ဆရာ။ကျုပ်တို့ကိုပြောရင်တော့ကျုပ်တို့တီးခန့်ပေးနိုင်တယ်။ဆရာကကာယကံဝစီကံမနှောကံနဲ့ဘသူကမှစော်ကားတာတော့မခံနိုင်ဘူး။ကဲတော်စံ။အခုလို့စေမင်းတို့ဘလို့တိုက်ခိုက်မလဲဆိုတာပဲအာယုံဆိုင်တော့။အမှသူတို့တိုက်တော့မယ်။သူရဲ့သတိပေးစကားကြောင့်သူတို့ရှေ့ကိုပြန်ကြည့်မိကြတော့ခါ ဆုံးခုနှစ်ပုံလုံးကသူတို့၏လက်တွေထဲမှာအယောင်သွေးစုံလင်လာသည့်ပညာဆက်တွေကင်ထားကြကာပြစ်ဖို့ချိန်ရွယ်လိုက်ကြတယ်။ထို့နောက်အာကုံလွှဲပြစ်လိုက်ချိန်၌ပညာဆက်တွေကသူရောက်လို့စီအချိန်နှိဝင်လာကြတယ်။သူရကညာလက်ဝါးကိုဖြန့်၍ကားလိုက်တယ်လို့အောက်စင်းနေထုံနောက်ကလည်းအကာအွယ်အင်းတွေထုတ်ကားကားထားလိုက်ကြလေတယ်။ဆုံးခုနှစ်ပုံ၏ပညာဆက်တွေကအကာရန်နဲ့ထိမိပြီးတုံးပေါက်ခွဲထွက်သွားကြကာထို့နောက်အောက်စင်းနေထုံနောက်ကချစ်ွက်အင်းများကိုထုတ်ကားပြစ်ထက်လိုက်ကြတယ်။ ဆုံးမတွေကလည်းပညာစနစ်ပြန်ပစ်ခါကာထားလိုက်ကြတယ်။ဤသို့ဖြစ်ဆုံးမတွေနှင့်သူရတို့ဆရာဘဲတွေသူတို့ပြန်ကိုယ်ပြန်ပညာပြိုင်နေကြချင်း။တိုးရဲကဒိန်ရှိကနှပုံးတကဆုံးရှင်မာတီထလာခဲ့လေတယ်။ပါမီရှင်မောင်သူရဆိုတဲ့မန်နယ်ဝိဆာကိုအခက်တခါကငါတို့လိုပညာတဲ့တွေနမည်ကြားယုံနဲ့ကြောက်ကြတဲ့ပုံကိုဘလောက်ဆွမ်းလဲဆိုတာစัจကြည့်ရအောင်ပါပဲ။နှပုံးတကကဤသို့ရည်ယူပြီးတော့ခါ သူ၏ခန္ဓာကိုယ်အနှဲ့ရောင်တောက်ပနေသည်မိလုံးအတွင်ပြောင်းကအရှိန်ဖြစ်ပြန်တန်းလာခဲ့ပြီးဆုံးခနဖို့၏အနောင်နာကကြောက်ဖြာကြီးတစ်ချက်ပေါ်၌သွားရောက်လဲလျောင်းနေလေတယ်ဆုံးခနဖို့တို့နှင့်သူရတို့ဆရာတပည့်တွေကလည်းတစ်ဖက်ကတိုက်လျင်တစ်ဖက်ကကာ၍ခုခံနေကြတယ်အနိုင်ရှုံးမပေါ်သေးဘူးဟုထင်ရတော့လေသူကြကလွေထဲမှာတကွေယုံလေးကိုထုတ်၍မမှုန့်လေတာကိုမြင်လိုက်ကြရတယ်ဆုံးခနဖို့လည်းချက်ချင်းလူတွေပူကသွားကသူတို့၏ပညာဆက်တွေပေါင်းစည်း၍ပြစ်လွှတ်လိုက်လေတယ် အောင်စင်းနေထုံးတော်ကအကာအင်းဖြီးပညာဆက်တန်းဟုကားထားခြင်းသူရည်တကွေယုံလေးကအသက်ဝင်လာကရွှေအောင်ပညာဆက်တွေထွက်လာပြီးဆုံးခွနဘော်ဤပညာဆက်ကိုရှုပ်ဖြက်ပြစ်လိုက်လေတယ်ဆုံးခွနဘော်ကအနောက်ကိုလမ်းကျသွားကြခြင်းတန်ကွေရုပ်ထဲကနေရွှေအောင်ကျုံးမြင့်တွေထွက်လာခဲ့ကဖန်စီချုံတော်ပြစ်လိုက်လေတယ်ဆုံးခွနဘော်လုံးကိုချုံတော်ထားသောရွှေအောင်ကျုံးမြင့်တွေကအလွန်တရားမှပူပင်ပြီးတင်းကျပ်နေသောကြောင့်ဆုံးခွနဘော်လုံးကအော်ဟစ်ရုံးကန်နေကြလေတယ် နဘုံတကသည်သူဤတစ်ဖက်များရှုံးနာမြင်၍စိတ်ဆိုးသွားကသူဤလက်ကိုဝှင်းရလိုက်ရာဆုံးခွနဘောလုံးဤခေါင်းတွေသည် ပြတ်ထွက်သွားကတေဆုံသွားကြလေတယ်။သူရတို့ဆရာတပည့်တွေနဘုံတကကိုကြည့်ကအတော်ကလေးရဆက်လာပါလားဟုစိတ်မှရေယုံမိလေတယ်။သူရကနဘုံတကဤသူပြင်းလက္ခဏာကိုကြည့်၍မိမိပညာကိုအလုံးအားကိုပြီးယုံကြည်နေသူမှန်သိလိုက်တယ်။နဘုံတကကထံရကနေတော့မထပဲသူရကိုစိုက်ကြည့်လိုက်ရာ သူရသည်ချက်ချင်းလက်ကိုရှေ့တော့က တခုခုကားထားလိုက်လေ။အောင်စင်းနေထုံးနောက်ကတော့နားမလည်ပဲဖြစ်နေပြီသူရကပညာသင်များပညာထလုံးရင်သူတို့ပညာကိုမြင်နိုင်ဘူးကွာ။မင်းတို့ကပညာစင်းတစ်ခုထိမရောက်သေးတော့မမြင်နိုင်သေးတာလေပါတော့ဘူး။သူ့မျက်လုံးထဲကပညာဆက်နေငါတို့ကိုလှမ်းပြလို့ကားလိုက်တာပဲ။သူရကသူ့ဤတပည့်တွေကိုရှင်းပြပြီးနိုင်နှပုံးတကသည်ရှိုးသားတော့ပြုံမြုံပြုံ၍ကြောက်ဖြာထက်ကနေဆင်းလာကအေရီတိတ်ခါချီချီရှောက်လှမ်းလာခဲ့လေတဲ့။ သူရကသူဤတပည့်နှစ်ဦးကိုနောက်ဆုတ်ခိုင်းကသူတဦးရဲ့ရင်ဆိုင်ဖို့သာပြင်းလိုက်လေတယ်။နဘုံတကသည်မျက်နှာရှိသူကြောက်နေသောသူဤဆံရွယ်များကိုတတ်တင်လိုက်ခါသူဤညာလက်ညှိုးထိတ်ကနေပကြီးစေးမြရှိသောပညာစကလေးနှင့်ပြစ်လိုက်လေတယ်။သူရကလမ်းတစ်ဖက်လုံးဆန်တန်း၍ကားလိုက်ရာအကာရန်နှင့်နဘုံတကဤပညာဆက်ထိမှန်သည်နှင့်ငူကြိုးကဲသို့သောဂျင်းကလေးတန်ကျဲကြီးထွက်သွားလေတယ်။မိတော်ပေါက်တကဲသို့ဝန်ကနေထပေါက်ကွဲကပေါက်ကွဲမှုအချိန်ကြောင်းဖြစ်ပေါ်လာသောလေပြင်းများကြောင့် အောင်စင်းနေထုံးတော်လို့အနောက်သို့လဲကျသွားလိတယ်။သူရနှင့်နှပုံးတကားဆုံးရှင်မာကတော့တယောက်ကိုတယောက်ကြည့်ကအေးလူလူရက်နေကြစမရေဖြစ်လေတယ်။ဤခါသူရသည်သူ၏ညာလက်ကဝိမတစင်ဖြိုးရောင်အစင်းရှိသည့်ပညာဆက်ကိုဆုပ်၍နှပုံးတကားထံပြစ်လွတ်လိုက်တယ်။နှပုံးတကားသည်သူရ၏ပညာဆက်ကိုညာလက်ပြန်နှင့်ရိုက်ထုတ်ပြစ်လိုက်လေတယ်။ထိုနောက်နှပုံးတကားသည်သူ၏ပညာဆက်တွေကိုစူးစီး၍ထုတ်လိုက်ခါသူရထံဆက်လက်၍တိုက်ခိုက်ပြန်တယ်။ သူရသည်သူ၏ဘကုံထက်ကပေါ်အကူကိုင်လိုက်ခါနှပုံးတကား၏ပညာစံများကိုကောင်းကင်ပေါ်ရိုက်ထုတ်လိုက်တယ်။နှပုံးတကား၏ပညာစက်ကကောင်းကင်ပေါ်တက်သွားကပေါက်ခွဲသွားချိန်၌မဟာပထဝီမြေကြီးပါအနေငယ်တသိမ့်သိမ့်တုံတက်သွားခဲ့လေတယ်။သူရသည်နှပုံးတကား၏ပညာစက်ကပြင်းထန်လာသောကြောင့်အချိန်ကြာကြာတိုက်နေရပါကတော်တစ်ခုလုံးတစားပြင်ကဲသူဖြစ်မိရေကိုတွေးမိပြီးမြ мян ပွဲသိမ်းရန်စဉ်းစားလိုက်တယ်။သူ၏လွေထဲကသင်္ကန်းစာလေးကိုထုတ်လိုက်ခါမန္တန်ရွနေချိန် နှပုံးတကားကအနေငယ်တုံးလုံးသွားသည့်မြန်ထားဖြစ်သွားခဲ့တယ်။သူရမန်တဲ့ယုံလီချိန်၌နှပုံးတကားသည် သူ၏ကိုယ်တွင်ကပညာဆက်ဘုံးစုံကိုထုတ်၍သူရစီဒရက်ဆက်ပြစ်လို့လေတော့တယ်။ဒါနမိုင်မယားပေါက်ကွဲသည့်အလားပညာဆက်တွေကသူရ၏ရွှေဦးရောင်အကာရန်ကိုထိမိပြီးတုံးပေါက်ကွဲနေလေတယ်။အောင်စင်းနှင့်ထုံးတော်တို့လည်းသူတို့လာမှန်မည်ဆိုသည်ဖြင့်သူရ၏အနောက်၌ကပ်နေလိုက်ကြတယ်။သူရကမန်တဲ့ယူပြီးမှတော့သင်္ကန်းဆောက်ကလေးက ရွှေအောင်တွေတဖိဖိတောက်လာခဲ့လေတယ်။နှပုံးတကားသည်သူရောင်းတက်ထဲကရွှေအောင်ပြောင်းသွားသည့်သင်္ကန်းစားကိုမြင်တာနှင့်ပြင်းပြပြုမှတော့သူရောင်းကသင်္ကန်းစားဖြစ်ပြစ်လွတ်လိုက်တယ်။သင်္ကန်းစားလေးကလှလင်းမြန်မြန်ပဲနှပုံးတကားကိုထိမှန်သွားကဆောင်ကြီးတက်ထဲလိုပြန်သွားပြီးနှပုံးတကားကိုအုပ်ပစ်လိုက်တယ်။ထိုနောက်တဖြည်းဖြည်းပြန်လဲကျုံလာကအထုပ်ကလေးဖြစ်သွားခဲ့တယ်။နှပုံးတကားကတော့သင်္ကန်းစားအထုပ်ကလေးထဲ၌ရုံးကန်နေလေတယ်။ သူရန်ကချွေအောင်သင်္ကန်းစာထုတ်ကလေးကိုကောက်ယူပြီးတစ္ဆာဒိတ်တံပြုတ်ဟာနှပုံးတကဆုံးရှင်မှာအမြင့်မှန်အမှန်တကယ်ရမှသာလွမြောက်ပါစေလို့တိုင်တယ်၍ဝေးလံခုံတီးပြီးလူသူမရှိသည့်ဂျုံသူရောက်ရန်ဆူတောင်းလိုက်တယ်။သူရဤစကားတန်ဆုံး၌ချွေအောင်သင်္ကန်းစာထုတ်ကလေးကချက်ခနဲပျောက်ွယ်သွားခဲ့လေတယ်။ပြဿနာတရတော့အေးသွားပြန်ပြီး အောင်စင်နယ်ထုံအောင်။ဟုတ်ဆရာနှပုံးတကပညာတွေကအတော့ကိုပြင်းတာပဲဆရာ။ကျွန်တော်တို့တော့ဘေးကနေကြည့်နေပြီးလန့်လာတာ။ ဟုတ်ပါဆရာပညာဆက်တွေတအားပြင်းတယ်လို့အတော်လေးလဲရက်ဆက်တာပဲသူတို့ဘဲတွေကိုရက်ဆက်ဆက်ပြတ်သက်ပြတ်တာနှပုံးတကားကကြော်အစင်းထိမှန်းထားတဲ့ပုံကူပဲသူ့ရီမန်းချက်အောင်မြင်ဖို့အတွက်ဆိုဘလို့လူမျိုးဖြစ်နေပါစေတတ်ဖို့ဝင်မလေးဘူးကတောင်ဝင်တစ်ခုပြီးဆုံးပြီဆိုတော့နောက်တောင်ဝင်တစ်ခုမရခင်ထိနီးနားကရွာတွေမှာခဏဖြုတ်နားကြတာပေါ့ကွာသူရတို့ဆရာဘဲတွေလည်းတိုးရဲကနေတောင်ဖဲရဲ့အတန်းရှောက်လန်းလာခဲ့ပြီးနေဆောင်ချိန်မှာတော့ ဇီဒီယုံဆိုသည့်ကြေးရွာကလေးစီကိုရောက်လာခဲ့တယ်။ထိုရွာကလေးဟာတိတ်ဆိတ်ငြိမ်သက်ပြီးအေးချမ်းတာယာနေသည်ဟုထင်ရတော့လေ။အဖြစ်ပြက်တစ်ခုကတော့သူရတို့ကိုစောင့်ကြုံနေလျက်ရှိနေတယ်။ဟုတ်ကဲ့နောင်လာမယ့်ဇလံကလေးကတော့အဲ့ဒီဇီဒီယုံရွာမှာဘသူတွေဒုက္ခရောက်နေသလဲ။ဘလို့ဖြစ်ပြက်မျိုးကမောင်သူရတို့ဆရာဘဲတွေကိုစောင့်ကြုံနေမလဲဆိုတာကိုတော့သူရနေတိုက်ပုံမှာအင်းဆောင်မိသူဆိုတဲ့ဇလံကလေးဟာအားလုံးပဲစောင့်မြုံနာစင်အားပေးကြပါဦးခင်ဗျာ။ကျွန်တော်ကတော့ပြောပြတင်ဆက်သူဖြစ်ပုံကပဲဖြစ်ပါတယ်။ ားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းတစ်ဖြာသောဒုက္ခတို့နှင့်ပြည့်စုံနိုင်ကြပါစေခင်ဗျာ